မင်္ဂလာပါရှင်ရှင်ဟောင်းကနေတင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့တီလဝအထူးစီးပွားရေးဆောင်တွင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဒေါ်လာသန်း150ထပ်တိုလာတဲ့သတင်းဖြစ်ပါတယ်။2025ခုနှစ်အတွင်းတီလဝအထူးစီးပွားရေးဆောင်တွင်ရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင်ရန်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်နှစ်ခုတင်ပြထားကြောင်းသိရပါတယ်။တီလဝအထူးစီးပွားရေးဆောင်တွင်လက်ရှိအချိန်ထိနိုင်ငံပေါင်း20ခုမှကုမ္ပဏီပေါင်း118ခုကစုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ1.2ဘီလီယံကျော်လာရောက်ရင်းနှီးမြှုပ်နှံထားကအလုတ်ကင်ပေါင်း15000ကျော်ဖန်တီးပေးထားကြောင်းသိရပါတယ်။2025ခုနှစ်ဧပြီလကုန်အထိတီလဝါအထူးစီးပွားရေးဆောင်တွင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဒေါ်လာ2249တန်းကျော်ရှိပြီးစုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏရေ1.3ရာခိုင်နှုန်းရှိကြောင်းသိရပါတယ်။ 2021ခုနှစ်မှ2024ခုနှစ်အထိ ကာလအတွင်းတိလဝအထူးစေဝါးဤစုံအတွင်နိုင်ငံခြားရှင်းနီးမြှုပ်နှံမှုဒေါ်လာတန်150ထပ်တိုးလာကြောင်းလည်းသိရှိရပါတယ်ရှင်။